အရှင်ဘုရားတေကံမစီပဲတည်တာရှိပါသလားဘုရားတဲ့မြတ်စွာဘုရားကတေခြင်းလေးမျိုးဟောထားပါတယ်နော်တေခြင်းလေးမျိုးကဘာတွေလဲဆိုရင်တအာယုခယတတန်းကုံ၍တေခြင်းတတန်းကုံ၍တေခြင်းဆိုတာတတန်း80 80 90တရားမှာတေဆုံးတာကိုပြောတာပါနော်နှစ်ကမ္မခယကံကုံ၍တေခြင်းကံကုံ၍တေခြင်းဆိုတာကတတန်းအဖြစ်ကတော့ငယ်သေးတယ်သို့တော့ ရှေ့ဆက်ပြီးတော့အသက်ရှင်နိုင်တဲ့ကံမရှိတော့ပဲတည်ဆုံးတာကိုပြောတာပါ။၃ဥပယခယတတန်းကံဆွမ်းနှစ်ပါးဆုံး၍သိခြင်းတတန်းကံဆွမ်းနှစ်ပါးဆုံး၍သိခြင်းဆိုတာကတတန်းအဖြစ်လဲ80 80 90တရားရှိပြီ။အဲ့ဒီအချိန်မှာလဲပဲတည်ဖို့ကံကလည်းကုန်နေပြီ။အဲ့ဒီလိုနှစ်မျိုးပေါင်းစုံပြီးတည်ဆုံးခြင်းကိုပြောတာပါ။၄ဥပိစေတကလောလောလတ်လတ်တခြားသောကံတစ်ခုကတက်ပြည့်၍သိခြင်း လောလောလတ်လတ်တခြားသောကံတစ်ခုကတက်ဖြည့်၍တည်ခြင်းဆိုတာကဥပမာကားတိုက်တာတို့ဓာတ်ထိုးခံရတာတို့တိပင်ဘောကပြုတ်ကြတာတို့ယင်းနစ်တည်ဆုံးတာတို့စသည်ဖြင့်ပေါ့လေအဲ့ဒီလိုမျိုးတည်ဆုံးတာတွေကိုပြောတာပါနော်ဒါကြောင့်တေကံမစေဘဲတည်တာရှိပါသလားဆိုရင်ရှိပါတယ်နော်ဥပိ္ပစေတကကံနဲ့တည်ဆုံးတာကိုပြောတာပါနားလည်ပါစေနော်အရှင်ဖေရတရားသာသနာဆိုတာဘာကိုပြောတာလဲဖေရတဲ့ ။တရားသာသနာဆိုတာမြတ်စွာဘုရားဤသာသနာတော်အနှစ်9000မှာ2500ကျော်လို့နောက်ထပ်2500ခုတရားမင်းကဆက်လက်ပြီးထိမ့်သိမ်းလိုက်မယ်ဆိုတဲ့အနေနဲ့တရားသာသနာလို့ပြောဆိုနေခြင်းဖြစ်ပါတယ်။သာသနာဆိုတာကအစုံအမလို့အဓိပ္ပာယ်ရပါတယ်။ဘုရားရဲ့အစုံအမကိုပြောတာလဲဆိုရင်ဖျားရှင်ရဲ့အစုံအမကိုပြောတာပါ။ဖျားရှင်ရဲ့အစုံအမကိုပြောတာဖြစ်တဲ့အတွက်သာသနာတော်သည်တရားမင်းမပိုင်ပါဘူး။ ဖျားရှင်ပဲပိုင်ပါတယ်အခုဖျားရှင်မရှိတော့ဘူးဆိုတော့ဤသာသနာကိုဘယ်သူတွေပိုင်တယ်လဲဆိုရင်ဖျားရှင်ဤသားတော်များဖြစ်ကြတဲ့ယဟန်တန်ဃာများနဲ့ဗုဒ္ဓဘာသာဝင်လူတကာတကာမတွေပိုင်ပါတယ်တရားသာသနာဆိုတာဟာဖျားဟောမှာမရှိပါဘူးဖျားဟောမှာတရားသာသနာမရှိပါဘဲနဲ့အဘဲကြောင့်တရားသာသနာလို့ပြောဆိုနေကြတာလဲဆိုရင်ကာဏဇတ်တော်မှာကတ္တပမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလ လူတွေဟာအကျင့်သီလတွေပြတ်လာတဲ့အတွက်တရားမင်းကမုတ်ဆိုးရအောင်ဆောင်းမာတလိမြတ်သားကခွေးနဲ့ကြည်အောင်ဆောင်းပြီးလူတွေကိုတရားဟောပါတယ်အဲ့ဒီလိုတရားဟောတဲ့အတွက်လူတွေဟာအမြင်မှန်ရပြီးကုသိုလ်ကောင်းမှုတွေပြန်ပြီးလှုပ်လာကြတယ်လို့ဆိုပါတယ်အဲ့ဒါကိုထောက်ဆ၍တရားမင်းဟာလည်းပဲသာသနာပြုတာဖြစ်တဲ့အတွက်ဤမြတ်စွာဘုရားဤသာသနာနှောင်းပိုင်းကာလမှာတရားမင်းဟာဤကဲ့သို့သာသနာပြုလိမ့်မယ်ဆိုပြီးလူတွေကမှန်းဆ၍ပြောဆိုခြင်းဖြစ်ပါတယ် ။ဒါကြောင့်ကြားတာဒနာဆိုတာဟာဖျားဟောမှာမရှိပါဘူး။လူတွေရဲ့မှန်းဆပြောဆိုခြင်းကြောင့်ပေါ်ပေါက်လာတဲ့အရာသာဖြစ်ပါလေ။အရှင်ဖျားဒေဝဒတ်ကဘာဝေကျွေးပေါင်းများစွာရှိလို့ဂေါတမမြတ်စွာဘုရားရဲ့အနောက်အရှက်ပေးတဲ့သူဖြစ်ရတာလေဖျားအမားပါရင် ခွင့်လွတ်ပါဖျားတဲ့။ရွေးကုန်တဲ့ဘဝကစခဲ့တဲ့ရန်ညှို့ပေါ့နော်။အချင်းချုပ်ပြီးပြောပြပါမယ်။950နိပတ်တော်ဧကကနိပတ်အပ္ပနကဝတ် တိရိဝဝါနိဇဇတ်တော်မှာအဖိုးတသိန်းထိုက်တန်တဲ့ရွှေခွက်ကိုရွှေခွက်မှမသိတဲ့မိဘနှစ်ယောက်ကဒေဝဒါအလောင်းရွဲကုန်တဲ့စီကနေရွဲနဲ့ရွှေခွက်ကိုလဲပါတယ်ဒေဝဒါအလောင်းရွဲကုန်တဲ့ဟာရွှေခွက်မှန်သိတဲ့အတွက်အဲ့ဒီရွှေခွက်ကိုအချောင်းလိုချင်တာကြောင့်ဤခွက်ဟာပဲဝဲမြလောက်တောင်မတန်ဟုပြော၍ထားခဲ့ပါတယ်နောက်ကလိုက်လာတဲ့ဖရာအလောင်းရွဲကုန်တဲ့နဲ့တွေ့လို့အကျိုးကြောင့်ပြော၍လဲကြည့်တဲ့အခါမှာဖရာအလောင်းရွဲကုန်တဲ့ကဤခွက်ဟာအဖိုးတသိန်းထိုက်တန်တဲ့ရွှေခွက်ဖြစ်ကြောင်း သူစီမှာလည်းပဲအဖို့တသိန်းနဲ့ညီများတဲ့ရွေးတွေမပါရှိကြောင်းယူသားစွာပြောဆိုပါတယ်။ဖရာအလောင်းကြီးယူသားမှုကိုသဘောကျတဲ့မိဖာနှစ်ယောက်ကရွှေခွက်နဲ့ဖရာအလောင်းမှာပါလာတဲ့ရွေးအကုန်လုံးကိုလဲယူလိုက်ပါတယ်။ဒေဝရအလောင်းပြန်ရောက်လာတဲ့အခါမှာရွှေခွက်မရှိတော့ဘူးဆိုတာကိုသိလိုက်တဲ့အတွက်ဖရာအလောင်းကိုအကြီးအကျယ်ရန်ညှို့ဖွဲ့ပြီးဒေါသနဲ့တေဆုံးသွားပါတယ်။အဲ့ဒီဘဝကနေစပြီးဖရာအလောင်းကိုတန်တရာတစ်လျှောက်လုံးဖရာဖြစ်တဲ့အသည့်ရန်ညှို့နဲ့လိုက်၍နှောက်ယှက်ခြင်းဖြစ်ပါတယ်။ နားလည်ပါစေနော်တားဖတ်နှစ်ဦးစကားများရံဖြည့်ရာကနေအချင်းချင်းဓာတ်စီလောင်းမီးရှို့ခဲ့ကြတာကြောင့်ပူတာအိုမြို့လုံးစွရက်ကွက်မှာတားဖနှစ်ဦးတေဆုံးခဲ့မှုဒသမ၁၈ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါဗျ မိဆက်ထားတဲ့အခန်းမှာအခန်းတကားပိတ်ထားပြီးစကားများရန်ဖြစ်ကြရာကနေအချင်းချင်းတက်စီလောင်းမီးရှို့ခဲ့ပြီးတရားပြင်းထန်စွာရရှိခဲ့တာကြောင့်ဆင်းရုံကိုပို့ဆောင်ခဲ့ပေမဲ့လည်းသေဆုံးခဲ့တာဖြစ်တယ်လို့ခန်းတီလုံးဗရဟိတအသင်းကတောင်ရရှိသူတဦးကပြောပါရယ်ရွှေပြောင်းလောက်သားတွေပါတားဖအရင်တွေလို့သိရတယ်တားကဇနီးနဲ့ကလေးတွေကြံ့ရစ်တယ် မိကလည်းဝိုင်းတက်နိုင်လို့မဟုတ်ရင်ရက်ကွက်ပါလောင်ကုန်မှာလို့ပြောပါရယ်။သိဆုံးခဲ့သူနှုတ်ဟာမြကြီးနားမြို့ကနေပူတာအိုမြို့ကိုစီးပွားရေးလာရောက်လုပ်ကင်သူတွေဖြစ်ပြီးအိမ်ငှားနေထိုင်သူတွေဖြစ်ကြောင်းဒေသခံတွေကဆိုပါရယ်။ဖခင်ဖြစ်တဲ့အသက်65နှစ်အရွယ်ခန့်ရှိတဲ့ဦးအောင်ဝင်းဆိုသူဟာဒသမ19ရက်နေ့ကသိဆုံးခဲ့ပြီး၊တားဖြစ်သူအသက်30အရွယ်ခန့်ရှိတဲ့ကိုအောင်ချမ်းမြင့်ဝင်းဆိုသူဟာအခင်းဖြစ်တဲ့ဒသမ18ရက်နေ့ကသိဆုံးခဲ့တယ်လို့သိရပါရယ်။ဒေါတာ အမတန်မှကြောက်စရာကောင်းပါတယ်နော်ဒေါသောအထံနာဇာနာတိဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာ အကောင်းအဆိုးအကြောင်း အကျိုးအမှားအမှန်ကိုမသိဘူးတဲ့အဲ့ဒီလိုအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကို မသိတဲ့အတွက်ဒေါသဖြစ်ပြီဆိုရင် အမှားဖြစ်တော့တာပါပဲဒေါသကိုလက်ခံထားမယ်ဆိုရင်ဖုန်ကြီးကပဲလက်ခံသည်ဖြစ်စီ လူကပဲလက်ခံသည်ဖြစ်စေတရိษံကပဲလက်ခံသည်ဖြစ်စေလက်ခံထားတဲ့သူကိုဒေါသကဒုက္ခပေးပါတယ်ဒေါသသည်အမှားဖြစ်စေယုံတာမကအပယ်လေးပါးကိုပါဆွဲချစေပါတယ်ဖအေကသားကိုပြန်တတ်တဲ့အထိသားကဖအေကိုပြန်တတ်တဲ့အထိဖြစ်ရတဲ့အကြောင်းရင်းဟာအပေါ်ယံအကြောင်းပြချက်တွေများစွာ ရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင် ဒေါသကြောင့်ဖြစ်ရတာပါဒေါသသည်တာဖအချင်းချင်းကိုတောင်မှ ပြန်သက်စေတဲ့အထိဖြစ်စေပါတယ်ဒါကြောင့်ဥစဉ်ရဲ့ဒကာဒကာမတွေကို ပြောကျင်တာကဒေါသကိုလက်မခံကြပါနဲ့ဒေါသဖြစ်ပြီဆိုရင်တတိပညာနဲ့ပတ်သက်ပါလို့ပြောကျင်ပါတယ်